ရခိုင်ပြည်စစ်တွေမျိုးအခြေဆိုင်အကြမ်းဖက်စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်ပောက်တော်မျိုးတွေကဒဏ်ရာရသွားသူတွေထဲမှာကလေးနှစ်ယောက်နဲ့အမျိုးသမီးနှစ်ယောက်ပါဝင်တယ်လို့သိရပါဗျ။ဒဏ်ရာရသွားသူတွေကတော့ပောက်တော်မျိုးနဲ့တားရွဲရွာက မောင်ထွန်းမင်းခေါ်တတချေ၃နဲ့မောင်ရွှေတိုး၂နဲ့ဥကြော်ကြော်လင်း၁၈နဲ့မတ်ရွှေဝင်း၂၃နဲ့ ပေါက်တော်မျိုးနဲ့မင်းပါရွာကဒေါ်လာကျော်နှု60နှစ်နဲ့ပေါက်တော်မျိုးအမှတ်၁ရွက်ကွက်ကဥကျော်လာစိန်58နှစ်တို့ဖြစ်ကြပါတယ်။နိုဝင်ဘာလ17ရက်မွန်လွယ်12နှစ်ခွဲလောက်မှာစစ်တွေမျိုးနာကရွှေမင်းကံအခြေဆိုင်အကြံဖက်စစ်တပ်ဟာ ပေါက်တော်မျိုးနယ်ဘက်ကိုလက်နက်ကြီးကြီးရှစ်လုံးတီးတီးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ APN သတင်းမှဖော်ပြပါတယ်။အဲ့ဒီလက်နက်ကြီးကြီးတွေကလေးလုံးဟာပေါက်တော်မျိုးနယ်တာရွဲရွာလမ်းစုံနားမှာတလုံး ကြောက်စိတ်ရွာနာမှာတုံလုံးကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုပောက်ကွဲခဲ့မှုကြောင့်အနီးအနားမှာရှိနေကြတဲ့အရက်သားပြည်သူ6ယောက်ဟာထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့အတွက်အရေးပေါ်စေကူးသားမှုခံယူနေရတယ်လို့သိရပါတယ်ရှင်။